လောင်လနဲ့ကန်တဲ့ပုံ DNL ထင်းချုပ်ထားတဲ့ပြည်တော်စုလမ်းမကြီးပေါ်မှာရှိနေတဲ့နောင်ချိုကြောင်မဲတီဘောသုံးမျိုးလုံးကိုတမရော့ကအပြည့်အဝပြန်လည်ထင်းချုပ်လိုက်ပြီဖြစ်ပါတယ်။တောင်ကန်းကနေနောင်ချိုကိုတိုက်ခိုက်သိမ်းမဲ့ချိန်မှာအချိန်နဲ့အများကြီးယူခဲ့ရပေမဲ့တီဘောမျိုးတိန်တိုက်ပွဲနဲ့ကြောင်မဲမျိုးတိန်တိုက်ပွဲကတော့အချိန်အနည်းငယ်သာယူပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ကြောင်မဲမျိုးသိန်းတိုက်ပွဲကိုလည်းတမလို့စစ်ကြောင်းတွေက22ရက်တာထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့လွန်မျိုးသိန်းတိုက်ပွဲမှာလည်း16ရက်တာထိုးစစ်ဆင်ပြီးတော့တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့တမလို့ကဒီဘုံမျိုးကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာဒေသခံမိဘပြည်သူတွေကတမလို့စစ်ကြောင်းတွေကိုဝမ်းမြောက်ကုန်ယူစွာကြိုဆိုခဲ့ကြတာရှိတယ်လို့ဒီနေ့အော်တိုဘာ16ရက်နေ့မှာလည်းဒီဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ပြန်လည်ဝင်ရောက်လာကြတဲ့ဒေသခံမိဘပြည်သူတွေနဲ့ဒီဘုံမျိုးကပြန်လည်ပြီးတော့နှုတ်ထလာတော့မယ့်အခြေအရောင်တွေလည်းမြင်တွေ့နေရပြီဖြစ်ပါတယ်။အခုဆိုရင်တော့ဒီပြင်ဦးတွင်နောင်ချိုကြောင်မဲဒီဘုံ ပြည်တော်စုလမ်းမကြီးဖွင့်လှစ်သွားပြီဖြစ်ပါတယ်။ပြည်တော်စုလမ်းမကြီးဖွင့်လှစ်သွားပြီဖြစ်တဲ့အတွက်ကုန်စည်စည်းစင်းမှုတွေကလည်းပုံမှန်ထပ်ပို့ပြီးတော့လွယ်ကူလှည့်မြန်လာတော့မှာဖြစ်ပါတယ်။နောက်ထပ်ဆက်လက်ဆောင်ရွက်ရမှာကတော့ဒီဒီဘောနဲ့လာရှိုးရကန်နာနောက်ပြီးတော့လာရှိုးနဲ့မူဆယ်ချားကကိုကန့်တဘုံ MNDA ထင်းချုပ်ထားတဲ့ဒေတာနောက်ပြီးတော့ဒီပလောင်လက်နက်ကန်တဘုံ DNL ကိုကန့်တဘုံ MNDA နဲ့ရခိုင်လက်နက်ကန်တဘုံ AA အပါအဝင်ကချင်လက်နက်ကန်တဘုံ KIA မူပေါင်းပြီးတော့ထိန်းချုပ်ဖို့စ조사နေတဲ့ကုတ်ခိုင်နံပါတ်ကဒေတာနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်ကဘယ်လိုဆောင်ရွက်သွားမလဲဆိုတဲ့အခြေအနေကိုတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်သွားရအောင်မှာဖြစ်ပါတယ်တရှိအချိန်မှာတော့ဒီပြင်ဦးလည်းနောင်ချိုကြောင်မဲတီဘောလမ်းမိုင်းမှာသွာလာနေကြပြီဖြစ်ပြီးတော့ဒီနောင်ချိုနဲ့ကြောင်မဲလမ်းမိုင်းမှာလည်းဒီကားတွေအပြန်အလှန်ကူတန်သွာလာနေကြပြီဖြစ်ပါတယ်။တရှိအချိန်ဒီတော့ဒီဘောကိုပြန်လည်ဝင်ရောက်လာကြတဲ့မိဘပြည်သူတွေရှိနေကြပြီဆိုပေမဲ့ဒီလျှက်စစ်မီးနဲ့သက်သွေးကြီးအတွက်လိုအပ်ချက်လေးတွေတချို့ရှိနေတယ်။ဒါအပြင်အဓိကဆိုးရွားနေတာနဲ့ဆိုရင်ဆရာအကောင်းဆုံးကတော့ ဘလောင်လက်နက်ကိုင်သဘောတရားအနေနဲ့အပေါင်းပါတွေကမိဘပြည်သူတွေရဲ့နေအိမ်တွေထဲမှာဝင်ရောက်စကမ်းချနေထိုင်ပြီးတော့ရည်ရွယ်ချက်ရှိရှိနဲ့မိုင်းထောင်ထားခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိပါတယ်။ဒါတွေကိုတပ်မတော်စစ်ကြောင်းတွေကဒီအချိန်ယူပြီးတော့ပြန်လည်ရှင်းလင်းရအောင်ပါတွေရှိတယ်။မိဘပြည်သူတွေအနေနဲ့ကြတော့လေတနစ်ကျော်နေပါအကြမ်းဖက်ဘလောင်လက်နက်ကိုင်သဘော DNL ရဲ့လက်ထဲကိုကြားရောက်ပြီးမှအခုတပ်မတော်ကပြန်လည်ထိန်းချုပ်လိုက်တာဖြစ်တဲ့အတွက်ကောင်ပြားအောင်အိနိုင်တော်မဲ့အခြေအနေတွေကိုလည်းကျွန်တော်တို့ကိုမြင်တွေ့ရပါတယ်။ပြည်ဦးလင်ကနေဆက်ထွက်လာတဲ့အချိန်တွေကဆမ်ဆယ်အုံးဒီအုံးမကအဲ့ဒီနောက်နောင်ချိုနောင်ချိုကနေနောင်ပင်ကြောက်မဲ့ အခုလက်ရှိဒီဒီဘောမျိုးအထိတမ်းမတော်ကပြန်လဲထင်းချုပ်လိုက်တဲ့ကြေးရွာကဒေသခံပြည်သူလူထုအားလုံးကတမ်းမတော်ပြန်လဲထင်းချုပ်လိုက်မှသာခေါင်းပြအောင်အိတ်နိုင်နေဆိုတဲ့ခံစားချက်တွေနဲ့စိတ်လုံးချုံမှုတွေရရှိနေရဆိုတဲ့အခြေအနေမျိုးကိုလည်းကျွန်တော်တို့ဒေသခံတွေနဲ့တွေ့ဆုံဆက်မှာမြေပြန်နိုင်ခဲ့ပါတယ်။အခုလည်းတမ်းမတော်ကဒီဘောမျိုးကိုပြန်လဲတိုက်ခိုက်သိမ်းမနိုင်ခဲ့ပြီဖြစ်တဲ့အတွက်မိဘပြည်သူတွေအားလုံးကပျော်ရွှင်စွာနဲ့ပြန်လဲပြီးတော့ဝင်ရောက်လာကြတာတွေရှိတယ်။ကွန်စီစည်းစိမ်မှုတွေလည်းပြန်လဲပြီးတော့လျှင်မြန်လွယ်ကူလာတော့မှာဖြစ်ပါတယ်။ ဒါပေမဲ့ဒီဘောမျိုးရဲ့အလွန်ဒီဘောနဲ့လာရှိုးရဲ့ကြားမှာတော့ကိုကန့်တဘော MNDA နဲ့အဖွဲ့ကတက်ဆွဲထားတာရှိတယ်။လာရှိုးမျိုးရဲ့အလွန်သိန်းနေကွက်ခိုင်နံပါတ်ကနေဒီမူဆယ်တရားငါမိုင်ကြားမှာလဲဒီအဖွဲ့တွေကတော့စကန်ချထားနေသေးဖြစ်ပါတယ်။ ဆိုတော့လက်ရှိအချိန်ဒီပြည်အောင်စုလမ်းမကြီးနေဆက်ကုန်တွေလမ်းကြောင်းကြီးပြန်လည်ဖွင့်လှစ်နိုင်ပြီဆိုရင်တော့အခုဆိုရင် လာရှိုးထိပေါက်တော့မယ့်အခြေအနေတော့ရောက်ရှိနေပြီဖြစ်ပါတယ်။ဒီဘုန်းနဲ့လာရှိုးကြကကိုကန့်တဘုံ MNDA နဲ့ပတ်သက်ပြီးတော့လေတက်မတော်ကြီးကဲတွေနောက်ပြီးတော့ဒေသခံနေမိခံတရင်တက်ဖွဲ့တွေနဲ့ကိုကန့်တဘုံ MNDA အကြီးပိုင်းတွေနဲ့နှစ်ပတ်တစ်ချိန်ပုံမှန်တွေ့ဆုံမှုကလာရှိုးမှာပြုလုပ်နေစေလည်းဖြစ်ပါတယ်။ဆိုတော့ဒီဘောမျိုးကိုတမရော်ကပြန်လဲတိုက်ခတ်တင်းပက်လိုက်ပြီးဖြစ်တဲ့အတွက်ကိုကန့်တဘုံ MND အနေနဲ့ပေါ့ဒီဘောကနေဒီလာရှိုးချာ ဒေတာတွေအခုလုံးထိရောက်တာတဲ့ဒေတာအားလုံးကိုပြန်လည်လွှဲပြောင်းပေးအပ်သွားမလားဆိုတာလည်းကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ဘာကြောင့်ဒီဒီပေါ်မျိုးရဲ့အလွန်လွန်မှာကိုကန့်သဘော MNDA ကလာရောက်တက်ဆွဲထားတဲ့ဆိုရင်တော့ပလောင်လက်နက်ကန်သဘော DNA ရဲ့စီးရေလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးတော့ဒီရုပ်ရဲ့ PR နောက်ပြီးတော့နိုင်ငံတော်ဘက်ကနိုင်ငံရေးအရာတွစ်ဆုံဆွေးနွေးမှုတွေကြောင့်ပလောင်လက်နက်ကန်သဘော DNA လေးစုခွာရာလမ်းကိုပိတ်ဆို့ပေးထားတယ်ဆိုတဲ့သဘောမျိုးလို့တော့အကြံဉာဏ်ခံမှန်းရပါတယ်။ဒါပေမဲ့အခုလက်ရှိတမတော်ကဒီပေါ်မျိုးကိုတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်တဲ့အတွက် နောက်ဆက်တဲ့ကဏ္ဍတွေကိုတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့သက်ကုံပေါ်မှာဆက်ပြီးစောင့်ကြည့်သွားရအောင်မှာဖြစ်ပါတယ်။လက်ရှိအချိန်သတင်းကောင်းကတော့မိဘပြည်သူတွေအားလုံးအနေနဲ့ဒေသခံရှမ်းလူမျိုးတွေအနေနဲ့သမိုင်းမင်အမွေနှစ်တွေဒေသခံရှမ်းလူမျိုးတွေရဲ့ရိုးရာဓလေ့ထုံးစံတွေအများပြားရှိနေတဲ့ဒီဘောမျိုးကိုတော့ပလောင်အကျံဘက်တမားတွေရဲ့လက်ထဲကနေတမတော်ကတိုက်ခိုက်သိမ်းပတ်ပြီးတော့ပြန်လည်လွှဲပြောင်းပေးအပ်လိုက်ပြီပဲဖြစ်ပါတယ်။မကြခင်ဒီဘောမျိုးကြီးကဟိုအရင်တိုင်းပဲပြန်လည်ပြီးတော့လှပပြီးနှုတ်ထလာတော့မှာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းဒီအစီအစဉ်လေးမှာဒီဘောမျိုးမှာရှိနေတဲ့ဒေသခံမိဘပြည်သူတွေက ီတမ်းမတော်သားတွေနဲ့နိုင်ငံဝန်ထမ်းတွေကိုဘယ်လိုမျိုးကြိုဆိုခဲ့ကြသလဲဆိုတော့ငွေငွေလေးကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နာမည်ဖို့မှာအဲ့ဒါလည်းငါတို့လည်းတော့ဟုတ်ပါဘူး တော့လေအမေကညာဆောင်းတော့နီးနော်ကျေးဇူးပါတယ်လာတော့ဒီလိုရအောင်ဘဝရတဲ့ကိုလုံလောက်ပါပါဒီနေ့ကျောင်းတက်တာဘာသာရေးကျောင်းတက်တာ ဒါကတော့ဒီဘုံမျိုးမှာရှိနေတဲ့မိဘပြည်သူတွေကဌာနဆိုင်ရာဝန်ထမ်းတွေနဲ့တက်မလို့စစ်ကြောင်းတွေကိုအားအကြဝမ်းသာစွာကျူးစွနေတဲ့မြင်ကွင်းကိုမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားအောင်ပါ